င်္ဂလာပါကျေးဇူးလို့ခေါ်ပါတယ်ကျေးအားဒီနေ့မှာတော့ဒီမနေ့ကပေါ့နော်ဒီဘောင်လေးတွေကိုစာရိုက်တာလေးတွေကိုမိုက်ခရိုဆော့ပေါ်မှာကျေးအားပြပေးခဲ့ပြီးသားပြီနော်အစာလေးတွေမှောင်ရိုက်ပြီးသားပြီဆိုလို့ရှိရင်ပုံလေးတွေထည့်မယ်ပေါ့နော်ဒီနေ့ကတော့ပုံလေးတွေထည့်တာလေးပြပြပေးပါမယ်ဒီမွေးနေ့မင်္ဂလာပေးကြောင်းလောင်းအောက်မှာထည့်တဲ့ပုံလေးတွေ ပြီးရင်နေရဲဆိုပြက်ကလေးလေးတွေအိမ်လေးတွေပေါ့နော်နေရာလေးတွေစသဖြင့်ဒါလေးတွေထည့်ထည့်နေလေးပြပြပေးပါမယ်အဲဆိုအဲ့ဒါလေးတွေထည့်မယ်ဆိုလို့ရှိရင်ဒီချေကအဲ့ဒါလေးတွေကသူက font လေးတွေထဲမှာရှိတာပေါ့နော်ဆိုတော့ character max ဆိုတဲ့ box လေးကနေယူပေးရမှာပါအဲ့တော့ character max box လေးကိုတွားဖို့ဆိုလို့ရှိရင်ချေက keyboard ပေါ်မှာ window logo key လေးပါပါတယ်သူကဇက်နားလေးမှာရှိတယ်ဇက်ရဲ့အောက်မှာဇက်ရဲ့ပြီးနားလေးမှာစသဖြင့် order ရဲ့ပြီးမှာအိုင်နားလေးမှာရှိတယ်နော် အဲ့ဒီဝင်တို့လူကိုကီးလေးနဲ့ပြီးလို့ရှိရင် R လေးနဲ့ကိုတွဲနှိပ်လိုက်ပါမယ်နော် 8A လို့ 8B လို့နှိပ်တယ်လို့မျိုးပဲဝင်တို့ကိုဖိထားပြီးတော့ R လေးကိုနှိပ်လိုက်တဲ့ဆိုရင်ဒီ run box ဆိုတာလေးကြာလာပါလိမ့်မယ်နော်အဲ့ဆိုအဲ့ဒီ run box ဆိုတာလေးကြာလာရင်အဲ့ဒီ run box ရဲ့ဒီရဲ့ထဲမှာဒီ share က CHAR MAB လို့ရိုက်ထည့်ပါမယ်နော် CHAR MAB ခြံမဲ့ပြီးလို့ရှိရင် OK လို့နှိပ်လိုက်ပါဒါဆိုရင်သူက character mask box လေးကြာလာပါလိမ့်မယ်နော် အကယ်၍ခြေတော့ပုံလေးတွေမရှိဘူးဆိုဒီဖောင်လေးတွေမရှိဘူးဆိုရင်တော့ထက်ထဲပေးဖို့လိုပါတယ်နော်ဒါလေးဒါပေမဲ့အဲ standard software တွေထည့်ထားရဲ့ပေဆက်ကိုမဆိုပေဆက်မှာမဆိုဒါလေးတွေပါပါတယ်နော်ဒါဆိုခြေတော့ဖောင်လေးက webin ဆိုတဲ့ဖောင်လေးနဲ့ winny ဆိုတဲ့ဖောင်လေးနှစ်ခုကိုသုံးပါမယ်ဒီမှာတော့ခြေရယူနေချဖြစ်တဲ့အတွက်ဖောင်ပါနေရဆိုတော့ယူနေချမဟုတ်တဲ့သူအတွက်ကိုခြေရဒီယူပြမယ်ပေါ့နော်အဲ့တော့ winny ဆိုတဲ့ဖောင်လေးရှိပါတယ်ဒါဆိုရင်ဖောင်ကိုသွားနေရဘေးရညာလေးကိုနှိမ့်လိုက်ပါပြီးရင် w i n g လို့ရိုက်ထည့်လိုက်ပါဒါဆိုရင် winny ဖောင်လေးကြာလာပါပြီ အဲ့ထဲကဘာလေးတွေယူမဲဆိုချေတော့ငွေနေမင်္ဂလာဖေးချားလွာရဲ့အောက်မှာထားဖို့ဒါလေးတွေယူပါမယ်အဲ့တော့ယူနေကဒီအပေါ်လေးတွေအကုန်လိုက်ထောက်ကြည့်လို့ရပါတယ်နော်ကိုကဆက်လက်မလုပ်သလိုရေမယူပါဘူးဒါချိအောင်လေးကြည့်တာကြည့်သေးတာပေါ့နော်ဆိုတော့ဒါလေးကိုထောက်လိုက်တယ်ဒါလေးယူမဲဆိုရင်ခြေတော့ select လေးမှတ်ပါမယ်နော် select ဒါဆိုရင် तू ကဒီမှာဒီနာလေးမှာရောက်လာပါပြီအဲ့တော့ခြေတော့ဒါလေးယူမဲပြီးရင်နာရီလေးယူမဲနာရီလေးယူမဲဒါကအချိန်အတွက်ပေါ့နော်ပြီးတော့ခြေတော့ down လေးတောင်းမှာမြားလေးတွေထည့်ချင်တယ် အဲဒါဆိုကျေတော့အဲ့ထောင်လေးတောင်းကမြားလေးကိုပါတစ်ခါလေးယူခဲ့ပါမယ်ဆလတ်ပြီးရင်ဘဲဘက်တွက်ပြီးသွားပြီဆိုလို့ရှိရင်ညာဘက်တွက်ယူပါမယ်ပြီးရင်အောက်ဘက်ဘဲဘက်တွက်ယူပါမယ်အောက်ဘက်ညာဘက်တွက်ယူပါမယ်နော်အဲဒါဆိုရင်ဒီထဲကနေပြီးတော့မှဒီ6ခုကိုယူပါမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်ကျေတော့နောက်ထပ်ဂျန်နာလေးတွေဝက်ဘင်းဆိုတဲ့ဖောင်လေးကိုသုံးပါမယ်ဒါဆိုမြားလေးကိုနှိပ်လိုက်ပါ WEB လို့ရိုက်ထည့်လိုက်ပါနော်ဝက်ဘင်းအဲ့ထဲကအိတ်လေးယူပါမယ် အိမ်လေးပြီးသွားပြီဆိုရင်ပြက်ကြိန်လေးယူပါမယ်အဲ့တော့ကြံတဲ့ပုံလေးတွေကကိုဘာလိုချင်လဲဆိုတခြားဒီဇိုင်းတွေလုပ်တဲ့အခါမှာကိုယ့်အကူအကုန်လုံးကြည့်ပြီးလုပ်လို့ရပါတယ်เนาะဒါဖောင့်ရဲ့နေလေးတွေပါအဲ့တော့ဆရာကတော့ဒီထဲမှာလိုတဲ့လောက်ဒါလေးတွေယူပြီးဖြစ်တဲ့အတွက်သူ့ကို copy ကူးခဲ့ပါမယ်ဒါဆိုရင် copy လို့နှိပ်လိုက်ပါပြီးရင်ကိုကမလိုတော့တာဖြစ်တဲ့အတွက်ပိတ်လိုက်ခြင်းလည်းရတယ်ခဏဟိုက်ထားခြင်းလည်းရတယ်เนาะပြန်သုံးမှဆိုရင်ခဏဟိုက်ထားပါမလိုချင်တော့ဆိုရင် ပိတ်လိုက်လို့ရပါတယ်เนาะ အဲ့တော့ဟိုဘက်က copy ကူးလာခဲ့ပြီခြေဒီဘက်မှာချမှာချမယ်ဆိုတော့ကာစာချပြီမချတော့ဘဲနဲခြေတို့ကခဏလိုပဲ insert ကနေ wallet ကနေယူပြီးတော့ခြေတို့ကချလိုက်မယ်အဲဒါဆိုခြေတို့ကသူ့ကိုဒီဘက်လေးကိုရွှေ့လိုက်မယ်ဒီနေရာလေးမှာချမယ်အဲ့တော့ select မှတ်ပြီးတော့ control v လို့နှိပ်လိုက်ပါမယ်ဒါဆိုဟိုဘက်က copy ကူးလာတာလေးကိုဒီဘက်မှာချပြီးသားဖြစ်သွားပါပြီနော် အဲဒါလေးက site ကလေးကိုသူ့ကိုလဲစာလိုမျိုးလေးကြီးမှာဆိုဆက်လက်မှတ်မယ်မှတ်ပြီးဟုံးအားနေပြီးတော့မှချက်က found site ကိုရွေးချယ်လိုက်ပါမယ်16လောက်ထားကြည့်မယ်အဲ16လောက်ဆိုရင်စာနဲ့ quality ဆိုရင်ဒီလောက်ထားလိုက်မယ်နော်ကိုကြိုက်တဲ့လောက်လေးထားလို့ရပါတယ် okay ပြီးသွားပြီဆိုလို့ရှိရင်တော့ချက်တော့ copy paste လေးလုံးပါအဲ့တော့ဒါလေးကစာကြောင်းတစ်ချောင်းလိုလေးရေးရဖြစ်တဲ့တဲ့ချက်ကဒီမွေးနေ့မင်္ဂလာဖေးချောင်းလောက်ကိုပဲ copy ကူးလိုက်ပါမယ်နော်ဆက်လက်မှတ်မယ် control c control v ဒါဆိုမွေးနေ့မင်္ဂလာဖေးချလော်လေးရသွားပြီအဲ့ဒီနေရာလေးမှာခြေရဒါလေးထည့်ကြတာဒါဆိုဒါလေးကို copy ကူးရမယ် select မယ်ပြီးရင် keyboard ကနေ control c control c ဆိုတော့ copy ကူးတာเนาะပြီးရင်မွေးနေ့မင်္ဂလာဖေးချလာစာကြီးဖြတ်ကြတာဆိုအဲ့ဒီစာကြီးအကုန်လုံးကိုခြေရ select မှတ်လိုက်ပါမယ်ပြီးရင် control v လို့ခြားလိုက်ပါဒါဆိုရင်ဒါလေးရသွားပါပြီเนาะပြီးရင် control v လေးတွေနဲ့ copy paste လေးဆက်လုပ်သွားလို့ရပါပြီနေရာနေထိုင်လေးကိုတော့ကိုကြိုက်သလိုလေးရွှေ့လို့ရပါတယ်အဲ့တော့ အဲလိုမြားလေးနေလည်းရွှေ့လို့ရတယ်နော်အပေါ်အောက်ပင်ညာမြားလေးနေရွှေ့လို့ရပါတယ်ကိုကြိုက်တာလေးနေရွှေ့လက်နဲ့ရွှေ့လို့ရှိရင်တကယ်လို့ကိုကမတိကြဘူးလို့ထင်ရင်မြားလေးနေရွှေ့ပါနော် အဲပြီးတော့ပြီဆိုရင်ကျဲတို့ကနေရရရှိမှာပြက်ကရင်လေးထည့်မယ်ဆိုတော့ဆက်လက်မှတ်ပါမယ်ပြီးရင် control c သူကတော့တီးတန့်ညီလို့ဆရာမလို့ဒီရရှိမှာထည့်တာဖြစ်တဲ့အတွက်ကာစာချပြီး control v လို့ထည့်လိုက်ရပါပြီเนาะပြီးရင်အချိန်ကိုလည်းအဲ့လိုပဲဆက်လက်မှတ်ပါမယ် control c ပြီးတော့ရင်အချိန်ရရှိမှာကာစာလေးချပါမယ် control v ပြီးတော့ရင်နေရာကိုလည်းအဲ့လိုပဲဆက်လက်မှတ်ပါမယ် control c copy ကူးတာပါပြီးရင်နေရာရရှိမှာ control v ဆိုတာလေးနှိပ်လိုက်ပါမယ်เนาะဒါဆိုရတော့ပါပြီပြီးလို့ရှိရင် down နေမှာထည့်ပါမယ်အဲ့တော့ down နေမှာဆို ရှင်လည်းအတူတူပဲခြေတို့ကအဲသူ့အတွက်ကိုနေရာလေးသတ်မှတ်ပေးရမယ်ပေါ့နော်ဆိုတော့အဲ့တော့ခြေကဒီမွေးနေ့မင်္ဂလာဖိတ်ကြားနွားလေးကိုပဲ copy ကူးလိုက်မယ်ဒါမှမဟုတ်ဆိုရင်အောက်ကဒီအဲဒီထည့်ထားတာလေးကို copy ကူးလိုက်လို့ရတယ်နော်ဒါဆိုရင် control c ဘယ်ဟာကိုပဲကူးကူရတယ်နော်ခြေတို့ကအဓိကဒီနေရာလေးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ပါအဲအဲ့ဒါသူရဲ့ထည့်မဲ့နေရာလေးအစလောက်ကိုသွားထားလိုက်မယ်ပြီးရင်ဆက်လက်လေးမှတ်ပြီး page လေးဖြတ်လိုက် ခုလောက်ပဲခြံထားခဲ့မယ်เนาะပြီးလို့ရှိရင်သူကတစ်ခုလည်းပဲဖြစ်တော့တဲ့ရှိရနေရာလေးကိုခြုံလိုက်ပါမယ်ဒီလိုလေးရသွားပြီเนาะပြီးသွားရင်ဒီဘက်ကဆက်လက်လေးမှတ်ပါမယ် control c copy ကူးပါမယ်ပြီးရင်ဒီမှာ cursor လေးချပါမယ် paste လေးနဲ့ဖြတ် control v ဒါဆိုဒီလိုလေးရသွားရင်เนาะအဲ့တော့သူ့ကိုနေရာလေးမရွှေ့သေးဘူးအကုန်လုံးကိုအရင်ထည့်မှာဆိုဒါလေးကိုဆက်လက်မှတ်ပါမယ် control c ပြီးသွားရင် control v လေးနှိပ်လိုက်ပါအဲ control key လေးနှိပ်ပြီးလို့ရှိရင်ဒီမှာလေးတစ်ခုလုပ်လိုက်ပါပြီးသွားပြီဆိုရင်ဒီဘက်အတွက်ကို select မှတ်မယ် control c copy ကူပါမယ်ပြီးရင်ဒါလေးမလိုချင်ဘူး best page control b လို့ဖြတ်ထည့်လိုက်ပါမယ်နော်ဒီလိုဒီနည်းလေးတိုင်းပဲအောက်ကဟာတွေအကုန်လုံးလို့လည်းလောက်သွားလို့ရတယ်နော်အဲ့တော့ဒီရှေ့ဒီမှာ control b လေးတွေခဏခဏချထားလိုက်မယ်ဘာလို့ဆိုတော့၄နေရာဖြစ်တဲ့အတွက်ကြောင့်မလို့၄ခုလိုချင်လို့နော်ရွှေ့လိုက်ပါမယ်ပြီးရင်ဒါလေးကိုလည်း control c control v copy ပြလိုက်ပါမယ်အဲ့ပြီးရင်ဒီဘက်လေးကိုထားလိုက်ပါမယ် ပြီးတော့ဆိုရင်တော့ခြေတော့သူနဲ့သက်ဆိုင်တာလေးတွေကိုဆက်လက်မှတ်ပါမယ် control C ပြီးရင်ဒီနေရာလေးမှာ cursor လေးချပြီး base line နဲ့ဖြတ်လိုက် control B ပြီးတော့ဆိုရင်ဒီဘက်ကညာဘက်အောက်ခြေလေးအတွက်က control C ပြန်ကစားလေးချ best way လေးနဲ့ပြ control ပြီးဒီတိုင်းလေးပဲလုပ်သွားတာเนาะအဲဆိုတော့ပြီးတော့နေရာလေးတွေကိုသူအနေထမ်းမှန်အောင်ရွှေလိုက်ပါမယ်အဲ့တော့အပေါ်အောက်ပဲညာကိုနှစ်သက်တလူလေးရွှေပါเนาะကိုကြိုက်တဲ့နေရာလေးမှာထားလို့ရပါတယ် လေးလေးထားလိုက်ပါမယ်အဲ့တော့နေရာအနေထားလေးတွေကတော့ကိုယ့်အကူအဲစိတ်ကြိုက်ရင်းညှိလို့ရပါတယ်เนาะဒါလေးတွေက အဲ့တော့ design ဖြစ်တဲ့အတွက်လည်းနည်းလေးတော့စိတ်ရှည်ရပါတယ်ကျေတို့ကဒီ design software တွေမှာ design လာလောက်တာမဟုတ်ဘဲね micro software ဆိုတဲ့စာစီစာရိုက်ထဲမှာ design လာလောက်တာဖြစ်တဲ့အတွက်သူ့ရဲ့ပုံမှန်လိုမျိုးတော့မဟုတ်ဘူးပေါ့เนาะနည်းနည်းလေးတော့စိတ်ရှည်ရပါတယ်ဒါဆိုပြီးသွားပါပြီပြီးသွားပြီဆိုရင်ကျေတို့ဒီဘက်ကမလိုတော့ဘူးဆိုရင် select မှတ်မယ် delete အဲဒါကြီးတစ်ခုလုံးကိုချေရအားလုံး၄နေရာလုံး copy ခုမှဖြစ်တဲ့အတွက်ချေကို copy ခုနည်းလေးပြောပြပြောပေးပါမယ်เนาะအဲဒါဆိုရင် A4 တရွက်လုံးမြင်အောင် zone လေးကိုချေရချုပ်လိုက်ပါမယ်